ဒီနေ့ကတော့ရရှင်လုံးမဲ့အကြောင်းအရာလေးကတော့အရန်ကိုရည်စရာကောင်းတဲ့ဟာလေးတခုပေါ့နော်အဲအဲ့ဒါလေးတခုကအဲဘာလဲဆိုတော့အရင်တုန်းကအဲတချုပ်ကြီးမဲအွန်လိုင်းကနေပြီးတော့ပြောထားတဲ့ဇာတ်ကားလေးရှိတယ်ဗျအဲဇာတ်ကားလေးကဘာလဲဆိုတော့သူမဲပေးတဲ့နေရာမှာတဲ့ဒါပြောပြီးသားသတင်းတွေပါအရင်ရက်ကလည်းပြောတယ်မနေ့ကလည်းပြောဒီနေ့လည်းပြောတယ်နောက်အဲ့သတင်းတွေနောက်ထပ်ဟာလေးတခုနဲ့တွဲလိုက်တော့တော်တော်လေးရည်စရာကောင်းလို့လို့ကျွန်တော် reaction ပြန်လောက်တာ ဲ့ဒါဘာလဲဆိုတော့အဲတက်ချုပ်ကြီးကပြောတယ်မင်းအွန်လိုင်းကအဲရွေးကောက်ပွဲကိုမဲပေးတဲ့နေရာမှာတဲ့တက်မတော်နဲ့ပနာသိနဲ့ပါတီတက်မတော်နဲ့သဟဇာတဖြစ်တဲ့ပါတီကိုပဲမဲပေးရမယ်လို့ပြောတယ်အဲနောက်တစ်ယောက်ကဥခင်ကြီးပေါ့အဲဩဂရာဟင်းကျမ်ဖော့ကျမ်ဖရော့ကျမ်ဖရော့အဲဖို့ဖို့ကြီးရဖို့ကြီးရဖို့ကြီးရလည်းပြောတယ်ဘာပြောလဲဆိုတော့အဲတက်မတော်နဲ့ဒီဆက် ဆက်ဆက်မှုမရှိရင်ပေါ့နော်တမ်မတော်နဲ့သဟဇတာမဖြစ်ရင်ပတ်သက်မှုမရှိဘူးဆိုလို့ရှိရင်ဒီအစိုးရတက်ပြီးနောက်နေကြရင်ပြုတ်မှာတဲ့တမ်မတော်နဲ့တက်အောင်မနေပေါ့အဲအဲ့တော့ဒီတက်မတော်နဲ့တဲ့တဲ့ပါတီတွေကိုပဲမဲပေးရမယ်ပေါ့ဒါတွေကပြောပြီးသားသတင်းတွေအဲအဲ့ဒါအရေးကြီးဘူးအရေးကြီးတာလေးတစ်ခုကပြရမယ်အဲဘာလဲဆိုတော့တက်မတော်ကိုအဲတက်မတော်နဲ့တင်းတင်းနဲ့ပါတီပေါ့ဗျာအဲ့ပါတီကိုမဲပေးရမယ်အဲအဲ့မဲပေးရဟာလေးကိုကျွန်တော်သဘောကျလို့မဲဆွဲတဲ့ဟာလေးအဲအဲ့ဒါလေးအဲ့ဒါလေးဗျအဲ့ဒါလေးအဲ့ဒါလေး သဘောကျလို့ဗာလဲဆိုတော့အာဓမနဲ့အတူနေထိုင်မှုတက်မတော်နဲ့လက်တွဲစုအဒါဟိုတိုက်ဒီကြန့်ခံရေးပါတီကနေပြီးတော့အဲမဲဆွဲတဲ့ကားအဲ့ဒီမှာမဲဆွဲတဲ့ကားမှာရေးထားတဲ့ဆိုင်ဖို့ဘသူကနေအားထည့်လိုက်လဲမသိဘူးဓမ္မနဲ့အတူနေထိုင်ဖို့အဲတက်မတော်နဲ့အတူလက်တွဲစုဆိုတဲ့စောင့်ဖို့ဖြစ်မှာပေါ့ဗျာအဲရှိရအားလေးရောပါသွားတာမတက်နိုင်ဘလို့ဘလို့ပါသွားမှလည်းမသိဘူးအဲ့ဒါပြောတာလောက်ွက်တွေကတလွဲတွေလို့တလွဲတွေလို့အာဓမ္မနဲ့ အတူနေထိုင်ဖို့အဲတက်မတော်နဲ့အတူလက်တွဲစို့သိရတယ်သဘောပေါက်နေသဘောပေါက်တော့အဲ့ဒါလုံးဝသဘောပေါက်လိုက်တော့တက်မတော်ကအာရမတက်မတော်ဆိုတာဒါပြည်သူရရှင်းရှင်းလေးသိသွားပြီဟုတ်တယ်မလားနောက်နောက်တစ်ခုအဲပြောတာလားပြောတာလားအဲနောက်တစ်ခုဗီဒီယိုလေးတစ်ပုဒ်ကတော့ဒါပါလဲဆိုတာဒီမှာတက်ခိုင်ကြီးအစိုးကတက်လာပြီဆိုရင်အဲလုံးမယ်ဆိုတော့ခင်ဗျားတို့အပုံကြီးခင်ဗျားတို့စောစောစီစီ ငင်းချိုင်းယူယူထားမယူလို့ကတော့အမုံကျိတ်မှာနော်ဟာငါတို့အမုံကျိတ်ရင်မဲဆရာကြီးကိုသွားမေးလိုက် UWS ကိုငါတို့ဘလို့ကျိတ်လဲဆိုတော့ခုတမတော်ကြီးကအင်အားတောင့်တင်းလာပြီဆိုရင်အမုံကျိတ်မှာနော် အမုံကျိတ်မှာကြောက်ဖို့တော့ကောင်းတယ်အမုံကျိတ်မှာအမုံကျိတ်မှာနော်တမတော်ကြီးအင်အားတောက်တင်းလာရင်ပြည်သူတွေဖို့ဖို့ညံ့ညက်ကြေဖို့သာစဉ်းစားတာတော့သူကိုယ်တိုင်ပြောတာနော်ကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်ပြောတာမဟုတ်ဘူးသူကိုယ်တိုင်ပြောတာ ကြက်ခိုင်ရေးပါတီမဲရသွားရင်တက်မလို့အင်အားတောက်တင်လာပြီအင်အားတောက်တင်လိုက်အမုံကြိတ်တော့မှာဟာအမုံကြိတ်တော့မှာအခုတော့မှာဗျာတက်မလို့ကအဲတက်မလို့ကဒီလောက်ပြည်သူတွေကိုလေနေနဲ့ဘုံကျဲစာတင်ကြောင်းတွေဘုံကျဲရွာတွေမီးရှို့လုံနေတာတကယ်လို့များတက်မလို့အင်အားတောက်တင်လိုက်ကျွန်တော်တိုင်းပြီးတော့သွားပြီသွားပြီစဉ်းစားလို့တော့မရတော့ဘယ်ဘွားရောက်မလဲဆိုတော့စဉ်းစားလို့တော့မရတော့အဲအဲ့ဒါကိုသူတို့ဘက်ချမ်းကပဲအဲခုနဥလာဆွေအဲဘူးလက်ကြီးဘူးလက်ကြီး မူလက်ကြီးပြောသွားတဲ့စကားကိုအခုနောက်ထပ်တယောက်ကထပ်ပြောလာတယ်ဥငါဥငါမောင်ငါဟုတ်ကဲ့ခြေလောက်သောမြန်မာများစင်ပြေကြလာဗျာအဲဒီနေ့မနေ့ပဲဗျာကျွန်တော်အဲလိုင်းပေါ်မှာတွေ့လိုက်ရတော့เนาะအဲဘူးလဲဥလားရွှေကြီးကအဲတို့ပြည်ခိုင်ပြူပါတီเนาะနိုင်ပြီးအစိုးရဖွဲ့မယ်ဆိုရင်တဲ့အဲတိုင်းသားလက်နက်ကိုင်ကြီးเนาะ ညဉ့်ညဉ့်ကြီးလောက်ကြပါအဲမလောက်ရင်တော့အပြကျိတ်မယ်ပေါ့နော်အမုန်းကျိတ်မယ်အမုန်းကျိတ်မယ်သူပြောခါတယ်ဩနော်အဲ့လိုသူပြောရတယ်ဗျာကျွန်တော်ကတော့အဲကျွန်တော်တို့ကတော့ဟာလာဟိုနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးနေပဲဖြေရှင်းစီနေတာပေါ့ဒါပေါ့အားလုံးနော်အမုန်းမကျိတ်ပဲနဲ့နော်အချစ်ပဲကျိတ်ချင်အချစ်ကျိတ်ချင်တာ အမုံမကြိတ်ပဲနဲ့အချစ်နဲ့ပဲကြိတ်ချင်တာတဏှာယူကထသေးတာအချစ်ခုကြိတ်ချင်သေးတာကြိတ်ပြကြိတ်ပြအမုံမကြိတ်ပဲနဲ့အချစ်နဲ့ပဲကြိတ်ချင်တာအဲ့တော့ तू အမုံကြိတ်မယ်တဲ့အမုံကြိတ်မယ်အဲ့ဒါကြီးပဲ तू ပြောနေတာဗျအဲ့တော့ကုလားဆွေရေခမရခမရခမရကြိတ်လာတဲ့လူဆိုတော့ဗျခမရဘာတွေကြိတ်လဲဆိုခမရကတ်ကောင်မှာကတ်ကောမှာခမရနှမ်းနေစိုက်တာလေခမရရခင်မှာခမရနှမ်းနေစိုက်ခမရနှမ်းနေကြိတ်ခဲ့တာတော့ကြိတ်ချင်တဲ့ကတ်ကောပြန်ပြီးတော့နှမ်းမဲ့ပြန်ကြိတ်ပါတော့ပြန်တော့ပြန် ကောက်ပြန်ပြီခင်ဗျာခင်ဗျာနှားမကြိတ်ပါတန်းကြိတ်တာမှစီစီထွက်ပြီးတော့ဗောနော်အဲပြည်သူလူထုစားရသေးတယ်ဗျာနော်အဲ့တော့ဒီအာကြီးတိုင်းသားလက်လက်ကင်တို့အမုန်းကြိတ်မယ်အမုန်းကြိတ်မယ်ဆိုတော့ဗျာအားလုံးတော့သွေးချောင်းစီရမှာဖြစ်ပါနော်ဟုတ်တယ်အဲ့တော့ကြိတ်ချင်လဲကောက်ပြန်ပြီနှားမပြန်ကြိတ်ပါဗျာနော်ဟုတ်တယ်ဥလားဆိုရင်ဥလားဆိုရင်ဘူလက်ကြီးရေတော့ပြန်ပြီနှမ်းကြိတ်လိုက်ပါတော့လို့နော်ကြိတ်ချင်နှမ်းမဲ့တက်ကြိတ်နော် PDF တွေတော့တိတ်ဖို့မစင်စားနဲ့မရဘူးမရဘူးဟုတ်ပြီဟုတ်ပြီဗျာเนาะအားလုံးเนาะမြန်မာပြည်ကြီးကိုဟုတ်လားချစ်ချင်းမေတ္တာနဲ့အကြမ်းဖက်လမ်းစဉ်နဲ့เนาะနိုင်ငံရေးနီလာနဲ့เนาะငြိမ်းချမ်းရအောင်เนาะလှုပ်ကြပါဗျာလှုပ်ကြပါเนาะလှုပ်ကြပါမယ်เนาะအကြမ်းမဖက်လမ်းစဉ်နဲ့လှုပ်ကြပါဆိုဒါစစ်တပ်ကိုအရင်ပြောဒါအကြမ်းဖက်စစ်တပ်လို့ဒါနာမည်ထွက်နေတာเนาะအကြမ်းဖက်စစ်တပ် အဲ့တော့အကြမ်းဖက်လမ်းစဉ်ကိုမလောက်ကြပါနဲ့ငြိမ်းငြိမ်းရေးလမ်းစဉ်ကိုသွားမယ်ဆိုလို့ရှိရင်ဒါစစ်တပ်ကိုအကြမ်းမဖက်နဲ့လို့ခင်ဗျားတို့အရင်ပြောပါဗျာဟုတ်ကဲ့ဟုတ်ကဲ့အားလုံးနှုတ်ဆက်ပါတယ်အင်းနော်မြန်မာပြည်ကြီးအမြငြိမ်းချမ်းဟုတ်တယ်ငြိမ်းချမ်းရင်တော့စစ်တပ်အရင်ပြောက်လိုက်ဒါမှမဟုတ်ရေကောက်ပွဲမှာမဲဆွဲပါတယ်ဒါဘလို့ကိုယ်စင်လောင်းနေကိုရေးမယ်လို့ရောစိတ်ကူးထားလဲရှင့်အဲကိုတင်တာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဦးစားပေးပြီးလောက်ဆောင်နေကိုစလေလောင်းကိုရွေးချယ်ဖို့စိတ်ကူးထားပါလေရှင့်ကတော့ဟိုပါ တန်းပြင်းအေးဆေးငြိမ်းချမ်းတဲ့ပေါ့နော်ကျွန်တော်တန်းပြင်းစီးပွားရေးတွေဖွံ့ဖြိုးမှုတွေအများကြီးကိုဖြစ်စေချင်ပါတယ်ကျွန်တော်တို့ကဟုတ်လားနိုင်ငံတကာနဲ့ဆက်သွယ်မှုရှိဘူးဗျာဟုတ်ကဲ့ဟုတ်လားကိုပြည်သူတွေလည်းအကျိုးမပြုနိုင်ဘူးဟုတ်တယ်နိုင်ငံတကာနဲ့လည်းဆက်သွယ်မှုရှိဘူးကိုပြည်သူတွေလည်းအကျိုးမပြုနိုင်ဘူးခါခွေရေးလည်းအကျိုးမပြုနိုင်ဘူးဘာလို့မဲပေးနေမှာလဲ နော်ပါလို့မဲပေးနေပဲမနေနဲ့လှုပ်ရှုပ်တာရှင်မဲရွေးကောက်ပွဲမှာဒါအစိုးရတစ်တည်းပေါ်ထွန်းလာခဲ့နေဆိုရင်အဲ့ဒီအစိုးရရောဒါဗေဂန်နာတွေကိုအရင်ဦးဆုံးလုပ်စီချင်ပဲရှင်ဒါတော့ကျွန်တော်တို့ကအဓိကကွန်ဆင်းလို့ပေါ့အဲပြည်သူလူထုကတော့တောင်းဆိုတာဒါအဓိကကွန်ဆင်းနှုံးအဲကွန်ဆင်းနှုံးကိုလှုပ်စီချင်တယ်တဲ့ ဒါပေမဲ့လည်းအဲဒါကတော့ဟိုမဲဆွယ်တဲ့ဟိုပါတီတိုင်းရတော့ဒီလိုပဲပြောတာပဲမဲဆွယ်ကာလမှာတော့ဒီလိုပဲပြောတာအဲဘာလုတ်ပေးမယ်ညာလုတ်ပေးမယ်အဲဥပဒေနှုတ်တွေကြောက်အောင်လုတ်ပေးမယ်လမ်းတွေခင်းပေးမယ်တံတားတွေစောက်ပေးမယ်အဲဘလိုတွေဖွင့်ပြိုးတိုးတက်အောင်လုတ်ပေးပါမယ်ဆိုပြီးတော့ဂျင်းစကားတွေအဲဂျင်းစကားတွေရှောက်ပြောမှာပေါ့အဲပြောတော့ပြည်သူတွေကတချို့ပြည်သူတွေကလည်းနားလေသွားပြီဗျဟုတ်လား သူတို့အသေးနှလုံးကလည်းကြွဲပခုံးထနေပြီနော်ကြားရပါများလို့သူတို့အသေးနှလုံးကလည်းကြွဲပခုံးထနေပြီနားရည်ဝါနေပြီနော်ဟုတ်ကဲ့အမမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါညီမလေးရှင်ခြေကပွဲနဲ့ပတ်သက်ပြီးတော့မိကုံးလေးနည်းနည်းလောက်မေးချင်ပါတယ်ဟုတ်ကဲ့မေးပါရှင်မတော်မဲစင်းလာကြည့်ရလားရှင်မဲစင်းလာကြည့်ရရှင်ဟုတ်ကဲ့မဲစင်းမောင်အမီလေးပါဝင်လားရှင်မပါဘူးအမတို့ကအရင်ကဟိုဘက်ရက်မဲစင်းအမီမပါဘူးဒါပေမဲ့လည်းအတင်းအဓမ္မလာကြည့်ရမယ်ဆိုလို့လာကြည့်တာနော်အမီတော့မပါဘူးနော် တော့မနေရဆိုတော့လေအဲဒီဘက်မှာမယ်စင်း မပါဘူးမပါတော့အမတို့ကအဲ့မဲဒီမှာပဲပေးချင်တာပေါ့အဲ့ဒါနဲ့ဒီကိုလာပြီးတော့မဲဆင်းပြန်တင်တာပါရှင်ဟုတ်ကဲ့ပါရှင်အဲဒါဆိုလို့ရှိရင်ပေါ့နော်မကြခင်ရွေးကောက်ပွဲလေးလည်းကျင်းပတော့မယ်အဲ့ကျင်းပမဲ့ရွေးကောက်ပွဲမှာ MVVN မဲပိတ်ဆက်လေးနဲ့မဲပေးရမယ်ဆိုတာလေးရောတည်ထားလားရှင်တည်ထားပါတယ်ဟုတ်ကဲ့ပါရှင်အမအဲ့ဒီမဲပိတ်ဆက်လေးနဲ့ဘယ်လိုလေးမဲပေးရလဲလို့အမပြန်ပြီးတော့ရှင်းပြပေးပါဦးဟုတ်အဲအဲ့ဒါကြတော့ဟိုလိုင်းကမှာတော့ကြည်ဖြစ်တယ်ဒါပေမဲ့အမလက်တွေ့မှာကြတော့မလောက်ဘူးသေးဘူးပေါ့နော်မလာဖြစ်တာပေါ့နော်ဒီဘက်မှာအဲ့လိုလေးလောက်ပြတာရှိတယ် မလာဖြစ်တာပေါ့ဟုတ်ကဲ့လိုင်းမမှာတော့ကြည်ဘူးတယ်လက်တွေ့ကြတော့မလုံဖြစ်သေးဘူးအဲမဲမထက်ဖြစ်သေးဘူးပြောရမယ်ဆိုလို့ရှိရင်မဲသရင်လာကြည့်ပါဆိုလို့လာကြည့်လိုက်တာဒါပေမဲ့သူတို့တော့တစ်ခါမှမဲမထက်ရသေးဘူးဘဲပါတီမှလည်းမထက်ကျင်ဘူးအဲ့လိုမျိုးဖြစ်မယ်နော်အမအဲ့ MBN ဆက်ကလေးနဲ့မဲပေးရမယ်ဆိုတဲ့အပေါ်မှာရောအမအနေနဲ့ဘယ်လိုလေးခံစားရလဲအဲ့ဆက်လေးပေါ်မှာရောယုံကြည်ချက်ရှိတာရှိယုံကြည်ချက်ရှိပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့လာမယ့်ရွေးကောက်ပွဲမှာကုတီတာအတွက်ဘယ်လိုကိုယ်စားလောင်းတွေကိုရွေးမယ်လို့ရောစိတ်ကူးထားလဲရှင့် အဲကုတေတာဖွံ့ဖြိုးတိုးတက်ဖို့အတွက်အဥစားပေးပြီးလှူဆောင်တဲ့ကိုယ်စလဲလောင်းကိုရွေးချယ်ဖို့စိတ်ကူးထားပါလိမ့်ရှင်။ဟုတ်ကဲ့ပါရှင်။အဲအမအနေနဲ့ပေါ့နော်ဒီလာမယ့်ရွေးကောက်ပွဲမှာတက်လာတဲ့ကိုယ်စလဲလောင်းတွေကိုအရင်ဆုံးအမတေတာအတွက်အမဘာတွေအရင်ဆုံးလှူစီခြင်းလဲရှင်။ဒီတာဖွံ့ဖြိုးတိုးတက်ရေးပေါ့လမ်းပန်းဆက်သွယ်ရေးအဲလက်စီနဲ့ပတ်သက်ပြီးပေါ့အဲ့လိုမျိုးလှူစီခြင်းပါတယ်။ဟုတ်ကဲ့ပါ။ပြီးတော့ဒီအစိုးရတရက်လုံးအနေထားနဲ့ရောအမဘာတွေဖြစ်သူတရက်အနေနဲ့ဘာတွေတောင်းဆိုခြင်းလားရှိလဲပေါ့ဟုတ်။အဆုံးပေါ့နော်တောင်း ိုချင်တာကတော့လိုအပ်ချက်ဆိုတာအများတန်းရှိနေတာဆိုတော့ဒါကတော့သူတို့လုတ်ပေးတဲ့အပေါ်မှာပဲမူတည်ပြီးတော့အမားတို့ကအဲဟွာဖြစ်ရမှာပေါ့နော်ကြီးရမှာပေါ့နော်ဒီကိုစလင်လောင်းရဲ့ရည်ချင်းကိုတပီသူတွေလိုအပ်တာကတော့လိုအပ်ချက်တွေကအများကြီးရှိတယ်ဒါပေမဲ့လေသူတို့တွေကတော့လုတ်ပေးသလောက်ပေါ့ဒါဟိုမဲရသွားပြီဆိုရင်တိတ်လေဒီအာယုံထားမှမဟုတ်တော့ပါဘူးဒါဘာလုတ်ပေးမယ်ညာလုတ်ပေးမယ်ဒါမဲဆွဲကာလာမှတော့ဒီလိုပဲစီယုံကြတာပဲအဲမဲဆွဲလဲပြီးွားရောသူတို့ ပါတီတွေလည်းရပါဘာမှလည်းဖြစ်လာမှာမဟုတ်ဘူးเนาะပြည်သူတွေကတော့လိုအပ်ချက်တွေအများကြီးပဲအဲ့နာမဲ့ရေကောက်ပွဲမှာဒါအမလိုပဲမဲပေးကြမဲ့ပြည်သူတွေအတွက်ကိုစကားလေးပြောပေးပါအောင်ရှင့်ဟုတ်မဲပေးကြပါလို့အသက်16နှစ်ပြည့်ပြီသူတိုင်းမဲပေးတင်တယ်ဆိုတဲ့အကြောင်းအမပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးလိုက်တယ်မဟုတ်ကဲ့ညီမလေးရှင်ဟုတ်ကဲ့အကုန်မင်္ဂလာပါရှင့်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့မဲစင်းလေးလာကြည့်ရလားဟုတ်ကဲ့ခင်ဗျာမဲစင်းနောက်တစ်ယောက်နောက်တစ်ယောက်မဲစင်းမှာရောအမလေးပါဝင်လာရှင့်ပါပါတယ်ခင်ဗျာဟုတ်ကဲ့ပါနောက်မဲ့ရေကောက်ပွဲမှာရောမဲပေးပါလားရှင့် ်အပြင်ပါပါခင်ဗျာကျွန်တော်ဟုတ်ကဲ့ပါလာမယ့်ရွေးကောက်ပွဲမှာပေါ့နော်ဒါရခင်ရွေးကောက်ပွဲနဲ့မတူဘဲနဲ့ MVVM MV ဆက်လေးနဲ့မဲပေးရမယ်ဆိုတာလေးရောတည်ထားလားရှင်တည်ထားပါတယ်ခင်ဗျာကျွန်တော်ကိုကိုတိုင်လည်းလေ့ကျင့်ထားပါတယ်ဟုတ်ကဲ့ပါရှင်အဲ့ဆက်လေးနဲ့မဲပေးရမယ်ဆိုတဲ့အပေါ်မှာရောလေ့ကျင့်ခိုင်းနေစဉ်းစားရှင်ဘာလို့ခံစားရှိပါတယ်ခင်ဗျာကျွန်တော်တို့စမ်းသပ်တဲ့ခါကျတော့အတိအကျထွက်ပါတယ်ဟုတ်ကဲ့ပါရှင်။လာမယ့်ရွေးကောက်ပွဲမှာပေါ့နော်။ကိုယ်စီကအတွက်ကိုဒါဘလူး90လောင်းတွေကိုရွေးမယ်လို့စိတ်ကူထားလဲရှင်။အဲအကောင်းဆုံးဒီပါတီကိုကျွန်တော်တို့ရွေးချယ်သွားမှာပါ။ဟုတ်ကဲ့ပါရှင်။အင်းအင်းအင်း ြောရရင်အကောင်းဆုံးခိုးနိုင်တဲ့ပါတီကိုရေးချွဲသွားမှာဖြစ်ပါတယ်အဲခိုးတာလေးတော့ထည့်ပြောလိုက်နော်ဆရာကြီးအကောင်းဆုံးခိုးနိုင်တဲ့ပါတီကိုရေးချွဲသွားမှာဖြစ်ပါတယ်အဲ့မဲ့ရေကောက်ပွဲမှာပေါ့နော်မင်းပေးချင်းအားဖြင့်ပြည်သူတွေအတွက်ဒါဘလို့အစိုးရမျိုးတွေပေါ်ထွက်လာမလဲဘလို့အခြေအနေကောင်းတွေပေါ်ထွက်လာမယ်လို့ထင်လဲရှင်း အများကြီးမျှော်လင့်ပါတယ်ကျွန်တော်တို့ကအများကြီးမျှော်လင့်နေတယ်ရောက်မလို့အဲစဉ်းစားပြီးတော့အကောင်းဆုံးပါတီကိုပဲကျွန်တော်တို့ရွေးရွေးဆဲထားပါတယ်ဟုတ်ကဲ့ပါရှင်အဲလာမယ့်ရွေးကောက်ပွဲနဲ့အတူတက်မြောက်လာမယ့်အစိုးရတွေကိုယ်စားလောင်းတွေကိုဒါကိုယ်နိုင်ငံကိုယ်အယက်ဒေတာတွေအတွက်ဘလို့ကဏ္ဍမျိုးတွေမှာအရင်အ우ဆုံးဆောင်ရွက်စီခြင်းလဲရှင်ပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်စီခြင်းနဲ့ကဏ္ဍတွေရောရှိမလားရှင်ဖွံ့ဖြိုးအများကြီးဖွံ့ဖြိုးစီခြင်းပါတယ်เนาะအဓိကတော့ ဟိုကပေါ့တိုင်းပြည်အေးဆေးငြိမ်းချမ်းတဲ့ပေါ့နော်ကျွန်တော်တို့တိုင်းပြည်စီးပွားရေးတွေဖွံ့ဖြိုးမှုတွေအများကြီးကိုဖြစ်စေချင်ပါတယ်ကျွန်တော်တို့ကဟုတ်ကဲ့ပါဒီလိုမျိုးပုံစံတွေကိုကျွန်တော်ရွေးချက်ပါဟုတ်ကဲ့ပါတိုင်းပြည်ကိုအေးအေးချမ်းချမ်းဖြစ်စေချင်တယ်အရင်တော့ကလည်းအဲ NLD အစိုးရလက်ထက်တုန်းကလည်းတိုင်းပြည်ကသူ့အနေနဲ့သူအေးချမ်းပြီးသားဖွံ့ဖြိုးတိုးတက်ပြီးသားအရာကိုမှအနေအရမအာနာဖန်သိမ့်လိုက်တော့သူ့တိုင်းပြည်ကမငြိမ်မသက်ဖြစ်တယ်ဒါ ਉ လက်မခံသေးပဲနဲ့နောက်ထပ်ထပ်ပြီးတော့ အဲဒီစစ်တပ်ကလှုပ်ထားတဲ့စစ်တပ်လက်ပါစီကြံ့ဖို့ပါတီကိုထပ်ပြီးမဲပေးအောင်မယ်လှုပ်ကြလှုပ်ကြနော်လှုပ်ကြအခုအနေနဲ့ပေါ့နော်ဒါမဲပေးကြမယ်တခြားသူတွေအတွက်ကိုတရင်စကားလေးပါပေးပါအောင်ရှင်နိုင်ငံသားတယောက်အနေနဲ့ကတော့အားလုံးအားလုံးပြည်သူတွေအနေနဲ့မဲပေးတဲ့နယ်ပေါ့နော်ကိုဂျိုမဲဆင်းတွေကိုလည်းလာကြည့်တဲ့နယ်မဲလည်းပေးတဲ့နယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုအဲ့လိုမျိုးဟိုအကြံပေးတင်ပါလေဟုတ်ကဲ့ဖြေချပေးလို့ကျေးဇူးတင်ပါဟုတ်ကဲ့ခင်ဗျာကျေးဇူးတင်ပါတယ် ဒီထက်လည်းမဲပေးကြမရှိတော့เนาะဒီထက်မဲရရင်လည်းမီးသွေးတုံးဖြစ်တော့မယ်အမတော်တော်လေးမဲပေးတာပြွားပြီเนาะဒီထက်လည်းမဲပေးကြမရှိတော့ လောက်ဟုတ်ကဲ့ဦးမင်္ဂလာပါရှင်မင်္ဂလာပါဗျာဟုတ်ကဲ့ပါမဲစင်းလာကြည်လာလားရှင်ဟုတ်ကဲ့မဲစင်းလာကြည်လာဟုတ်ကဲ့မဲစင်းမအောင်အမီလေးပါဝင်လာရှင်တောင်းပါမယ်ဟုတ်ကဲ့ပါအိမ်မရောဒါအသက်၁၈နှစ်ပြည့်ပြီလို့မဲပေးမဲ့မိသားစုဦးရေဘယ်နှစ်ယောက်လောက်ရှိလဲ၁၀ယောက်ရှိပါရှင်ဟုတ်ကဲ့ပါဟုတ်ဒါမဲ့ရွေးကောက်ပွဲမှာဒါမဲပေးဆက်လေးနဲ့မဲပေးရမယ်ဆိုတာလေးရောတည်ထားလားရှင်တည်ထားပြီပါဗျာဟုတ်ကဲ့ပါအဲ့ဆက်လေးနဲ့မဲပေးရမယ်အပေါ်မှာရောဒါပြည်သူတို့ဦးအနေနဲ့ယုံကြည်ချက်ရှိလားဘယ်လိုခံစားရလဲဟုတ်အာကောင်းပါတယ်ပြောတော့ကျွန်တော်ပုံလေးမြင်တာပါနော်ဟုတ်ကဲ့ပုံလေးမြင်တာ ဘယ်လိုခေါ်လို့အမှားမရှိတော့ဘူးပေါ့ကျွန်တော်တို့တိတဲ့ခလုတ်ကိုကိုယ့်ရဲ့ပါတီပေါ့ကျွန်တော်တို့ပြီးမဲ့ပါတီကိုကျွန်တော်နှိမ့်လိုက်တာနဲ့ထွက်လာမယ်ကျွန်တော်တို့ဘူကိုမဲဘောပေါ့ကျွန်တော်တို့ရဲ့ပုံနဲ့ထွက်လာမယ်အမှတ်သားတစ်ခုထွက်လာမယ်ကျွန်တော်ပြီးမဲ့ပါတီရဲ့အမှတ်သားထွက်လာမယ်ထွက်လာလို့ရှိရင်ကျွန်တော်ကြည့်ပြရတယ်ကျွန်တော်ပြန်ထွက်သွားအောင်ဟုတ်ကဲ့ရှင်းပါတယ်ဟုတ်ကဲ့ကောင်းပါအဲလာမယ့်ရွေးကောက်ပွဲမှာရောမဲပေးဖို့အစီအစဉ်ရှိလားရှိတယ်ရှိလို့ရှိလို့လည်းကြည်လားကွဟုတ်ကဲ့ပါအဲ့တော့မဲပေးမယ်ဆိုတဲ့အခါမှာပေါ့နော်ဒီရွေးကောက်ပွဲမှာပြည်သူတွေမဲမပေးရင်ဘာတွေဖြစ်လာနိုင်လဲမဲပေးရင်ရောဘယ်လိုတွေ ဖြစ်လာနိုင်လေရှင်ပြည်သူတို့ရဲ့အမြင်လေးကိုပြောပြပါဦးအဲလောက်အဲ့ဒါစိတ်ဝင်စားတယ်မိမိရဲ့ဘောဘောဗျာဟိုလူရင်းဆန္ဒဘောလူရဒီတိုင်းမှာဒီမျိုးစီပြောနေကြတယ်ဗျာဟုတ်လားလူရဟိုကိုယ်ဆန္ဒကိုရဖို့ကမဲပေးမှရမှာဟုတ်ကဲ့ကျွန်တော်တို့မဲပေးမှလည်းဘာလို့မိမိရဲ့ဘောအောင်မြင်မှာလေဟုတ်လားအောင်မြင်မယ်ကျွန်တော်လူချင်းနဲ့ပွိုင်မှုလူချင်းတာကလူချင်းနဲ့မဟုတ်တေချာမေးတဲ့လူကြည့်ပြီးပြောကြည်တီကြောင့်ကြီးမပြောနဲ့နော်နော်ကိုယ့်ရဲ့လူအင်ဆန္ဒကို ရဖို့အတွက်မဲပေးရမယ်နော်အရင်တော့ကသူကသူအေးအေးချမ်းချမ်းရှိနေပြီသားရောက်မှကမဲပြီးမှရမှာအဲမဲပြီးပဲကျွန်တော်တို့หนีလို့ရှိရင်ကျွန်တော်ဆုံးရှုံးတာပဲဟုတ်တယ်ဘာဆုံးရှုံးမှာမဲမပြီးပဲหนีလို့ရှိရင်ဘာဆုံးရှုံးသွားမှာလဲအဲ့ဒါလေးတစ်ချက်ပြော ်ဆိုတာကျွန်တော်တို့မပေးခြင်းတဲ့ပါတီကတက်သွားပြီတော့ကျွန်တော်တို့ပေးခြင်းတဲ့ပါတီကဆုံရှုံသွားရယ်ကျွန်တော်တို့တော့ဘုနင်နာတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်အဲလာမယ့်ရွေးကောက်ပွဲမှာဒါမေးပေးမဲ့ပြည်သူတို့အနေနဲ့ပေါ့နော်ဘလို့ကိုယ်စားလောင်းတွေကိုမေးပေးရွေးချယ်မယ်လို့စိတ်ကထားလိုက်ကျွန်တော်တိုင်းပြည်အတွက်ပေါ့ဗျာတိုင်းပြည်အတွက်ဟာလားကောင်းမဲ့ထင်တဲ့ပံ့ပိုးနိုင်တဲ့လူပေါ့ဟုတ်ကဲ့တိုင်းပြည်အတွက်ကျွန်တော်တို့ပြည်သူလူထုအတွက်ဟုတ်လား နိုင်ငံကနေရည်ရည်ဆက်ဆံနိုင်တဲ့ပုံပုံမျိုးကျွန်တော်ပြရမှာလေဟုတ်ကဲ့ဟုတ်လားနိုင်ငံကနေဆက်ဆံမှုရှိရဟုတ်ကဲ့ဟုတ်လားဟုတ်ကို့ပြည်သူတွေလည်းအကျိုးမပြုနိုင်ညာကျွန်တော်ကာကွယ်ရေးကိုလည်းအကျိုးမပြုနိုင်ဘူးဆိုရင်ကျွန်တော်ပြီးပြီဟုတ်ကဲ့ဟုတ်ကဲ့အဲဒါမဲ့ရွေးကောက်ပွဲမှာဒါအစိုးရတစ်တရပေါ်ထွန်းလာခဲ့မယ်ဆိုရင်အဲ့ဒီအစိုးရရောဒါဗေကန်နာတွေကိုအရင်ဆုံးလုပ်စေချင်လဲရှင်းဒါတော့ကျွန်တော်တို့ကအဓိကကုံစင်းလို့ပေါ့အဓိကတော့ကျွန်တော်ကုံစင်းနှုံးကိုအရင်ဆုံးကျွန်တော်ကြားစေချင်တယ်နောက်တော့ကကျွန်တော်တို့နိုင်ငံမှာခုဖြစ် နေတဲ့ဟိုဒါစကားမဆက်ပြောဘူးကြားဖြတ်နေတယ်အခုခစ်စားနေတဲ့ကြားဖြတ်ကြားဖြတ်ကြီးကိုကျွန်တော်တို့ကအစိုးရအနေနဲ့ဒါနှိမ်နေနေပြဟုတ်ကဲ့ရှင်နင်းနေပါတယ်ကျွန်တော်တို့ဟိုပြည်သူကစောင်းဝနေရပြည်နေမှာကြားဖြတ်အဲ့ဒါကြီးတော့သွားမလုံနဲ့သွားမလုံနဲ့နော်ဦးလေးအဲ့ဒီကြားဖြတ်ကြီးကိုသွားမနှိမ်နေလိုက်နဲ့ကြားဖြတ်ကြီးနှိမ်နေလိုက်ခမားတို့ဘဘကြီးကပါသွားလိုက်မယ်ဗျာနော်အဲ့ဒီကြားဖြတ်နေနဲ့ခမားတို့ဘဘကြီးကလှုပ်ရှားနေတာလှုပ်ရှားနေတာနော် ကြားဖြန့်ခေါင်းဆောင်ကြီးကိုရှေ့ထားပြီးတော့ကြားဖြန့်နှိမ်ရင်းကျင်နေတဲ့စူးထောင်တောင်းအောင်ပဲကျွန်တော်တို့ဟိုပြည်သူတွေကိုမသိမသာဝင်ရောက်နေတာလေအဲအဲ့ဒါလေးကိုလည်းကျွန်တော်တို့နည်းနည်းသိချင်တယ်ကုန်စည်နှုန်းတွေကြားသိချင်တယ်ဟုတ်ကဲ့အဓိကနိုင်ငံတော်လေးအေဂျင်စီချင်တာပေါ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့လာမယ့်ရွေးကောက်ပွဲမှာမဲပေးကြမယ့်ပြည်သူတွေရောသတင်းစကားလေးပါပေးပါအောင်ရှင့်ဟုတ်သတင်းစကားတော့ကျွန်တော်လာရောက်မဲပေးကြပါမဲပေးရင်မိမိရဲ့အခွင့်အလမ်းဆုံးရှုံးမယ်အခွင့်အလမ်းဆုံးရှုံးမခံရင်ကျွန်တော်တို့ဟိုလာဆန္ဒပေးတဲ့မဲပေးတဲ့နေရာကို တယောက်မကြံလာရောက်ပြီးကြပါလို့ကျွန်တော်တို့တက်တွန်းခြင်းပါတယ်ဟုတ်ကဲ့ရှင်ဖြည့်ကြပေးလို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါလာပြီနောက်တယောက်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 အဲ့ဒါလည်းဒီကြံဖို့ပါတီရဲ့မင်္ဂလာပါဗျာတော်တော်တော်လေးอืมยีบก่อนเลยเปียตีล่ะเอ้ยยีบก่อนยีเลยมนักกะปอเปียไอ้มาหอบีแลมรอหอลั้นดูย่าเดมาวินพี่รอหอตันชิงหลุดตาบ่เนาะแลมรอลั้นอยู่ลั้นจ้าเดมาวินพี่รอ ပါလဲလိုက်ခိုးတာပါဘူးကကလေးနေပေါ့ဗျာလုံးတော့ကျွန်တော်လည်းပေါ့လေဟိုပေါ့ဟိုလိုက်လေးလွှဲပြီးတော့တက်တော့မှဆော့တင်းလိုက်မိတာပေါ့အေးပေါ့ခင်ဗျာတချို့များအားပေးကြမ်းလေဗျာကြမ်းတာပေါ့ကြမ်းတာပေါ့ဒါကိုအလုံးလုံးတဲ့ဥစ္စာကိုထကြွားတာလေတသက်လုံးမမလုခဲ့တဲ့အလုံးကိုထကြွားတာအားပေးကြမ်းမှာပေါ့ဟုတ်တယ်ဘာဖြစ်လို့ခုမှလုတာလဲဟာရင်တော့လုံးမပေါ်မှုလားဟာအကွက် အပြော့နေရပြပြနေရများပြီဟာဂျင်းနေဟာခမရတချို့တော်တော်ပြောတာဗျာဟန်ဆောင်နေဘာညာပေါ်ဗျာဟုတ်တယ်လေပြောနေသူတွေရေဟိုလေကျော်တိတယ်တော်လေဩဒီလူတွေလေဟိုပေါ်နော်ကိုထမင်းကိုစားပြီးတော့တော့အကုသိုလ်များလိုက်ကြလားလို့ဩဟုတ်တယ်ခင်ဗျာလေမနုဿထင်လည်းနေပေါ့ဗျာအဲ အဒီကျွန်တော်ပြောချင်တာပါဟိုကျွန်တော်တို့ကလေဒီကမှတ်မှတ်တယ်ဒါပြရတာလေဒါပါတီတွေဘယ်ပါတီမဆိုကိုယ့်ရဲ့နော်အဒီပတီစလေးတွေနဲ့လူတို့ကိုချက်ပြပြီးစီးရောတာဟာဒါစီးရောတာဒါပါတီလက်ခံပါတီတွေပေါ့နော်ဟာကျွန်တော်လာပါတီတိုင်းအဲ့လိုပဲနော်ရွေးကောက်ပွဲနီးလိုက်ဟိုကလှုပ်ပြဒီကလှုပ်ပြအမိုက်တွေကောက်ပြတန့်ရှင်းလှုပ်ပြနော်ပြီးရင်ထမင်းတို့တွေဝေပြဒါပါတီတိုင်းလှုပ်တာနော်ပြီးကျင်းကျင်းထက်တယ်လို့ဘာဖြစ်ရဲ့ အဆင်မပြေဘူးဗျာမဟုတ်လေဘာလို့အဆင်မပြေရမှာလဲတကယ်လေးဂျင်းထဲတာပဲလေပြီးသူတို့တကယ်လဲဂျင်းထဲတာပဲလေနော်အခုအခင်ဗျားတို့အိမ်နောက်ဖေးတွေလိုက်ပြီးတန့်ရှင်းလောက်တယ်အဲလိုက်တန့်ရှင်းလောက်တယ်တကယ်ကများရသွားခဲ့ရင်ခင်ဗျားတို့ပါတီကမဲရသွားပြီးအောင်းနိုင်သွားပြီးဆိုးရဖြစ်ပြီးဆိုအဲ့လိုခင်ဗျားတို့အဲ့လိုအလုပ်တွေလုံးမလားဆက်လုံးမလားစူတောင်းလေစူတောင်းလေလက်ရောမကြည့်တာကျွန်တော်ပြောပြမယ်အကယ်၍သာကျွန်တော်တို့ပါတီကိုသာ လူလူပြည်သူလူလူအနေနဲ့ maybe ယူချင်မယ်လမ်းမတော်လူလူနဲ့ maybe ယူချင်မယ်ဆိုရင်ဒီလိုဒီလိုဒီလိုနော်ပြည်သူကျမ်းမာရေးအခြေခံလုံးဝမလောက်တော့ပါပြည်သူလုံခြုံရေးအခြေခံနော်음ပြည်သူတာယာလှပရေးမြို့တော်တာယာလှပရေးအခြေခံဒီလုံငန်းတွေကိုကျွန်တော်တို့က음နော်တစိုက်မိတ်မိတ်နဲ့လှုပ်သွားမှာ ဒီမူဝါဒတွေလုံးဝလှည့်မကြည့်တော့ပါဘူးကျွန်တော်တို့ကဖော်ပြတဲ့သဘောတက်ရောက်တယ်ဗျအဲ့လိုလေးမြန်မစင်စမ်းမိကြဘူးလားမသိဘူးဗျအေးပေါ်လေးပြောချင်တာဒီလိုကဟိုညံရှိသလားစဉ်းစားမိတာပေါ့တိတ်ပြီးစဉ်းစားမိတာပေါ့နော်တော့စဉ်းစားကြလောက်ွက်ပြရဆိုတိတ်ပြီးစဉ်းစားမိတာလောက်နားလဲပါလိမ့်မယ်အဲနားလဲတယ်အရန်နားလဲတယ်အရန်ကိုနားလဲတယ်နော်အမှန်တော့လေးအဲဟုတ်တယ် စီယိုရေးဆိုတာဒီလိုပေါ့နော်ကိုယ့်ရဲ့မူဝါဒလေးကိုပတ်သက်နေပေါ့နော်ဒီဘိတ်ဒီဘိုင်ပေါ့ကြားဘူးလားမလားခင်ဗျာဟိုအမေရိကန်မှာဒီဘိတ်ဒီဘိုင်လောက်ပြီးတော့မူဝါဒကြီးရပြိုင်ပွဲတွေစကားတွေပြောကြတာသူသူကအောက်ချင်မှလဲဟိုကလုတ်ပြဒီကလုတ်ပြလုတ်ပြတယ်လေကျွန်တော်နော်ဒီလိုပေါ့ဗျာသူရဲ့မူဝါဒကိုထဲကပေါ်လို့ငါတို့သာအာဏာရခဲ့ရင်ငါတို့သာတာဝန်ပေးရင်ဒီဟာတွေလုပ်မယ်ဆိုတာဒါလည်းပြောတာဗျာအများသာကျွန်တော်တို့ဒီဟာလုပ်ဖို့လဲတခြားဘယ်တိဆောက်ရေးလုပ်ငန်းတွေဘယ်လိုလုပ်နိုင်မလဲ ဒါပဲညာရှိတော့စဉ်းစားပါလားပါသမီရှိတော့နားလဲပါလိမ့်မယ်တွေ့လား तू ပြောတဲ့စကားထဲမှာပေါ်သွားပြီနော်ဒါမဲဆွဲတဲ့ကာလာမို့လို့ဒီအောက်ခြေသိန်းလေးတွေတန်ရှင်းတွေလိုက်လုတ်ပြတာတကယ်ကဲအာနာရသွားပြီဆိုရဖြစ်သွားပြီဆိုဒီဟာတွေဘယ်လုံးနိုင်မလဲလက်မကြည့်တော့ဘူးเนาะတို့ဘာစောက်လို့ရေးတွေဘာတွေအဲခိုးဖို့ဝက်ဖို့တွေเนาะဘန္နာစီးနေတင်မဲ့ဟာတွေအဲ့ဒါတွေလုံးစီရအများကြီးရှိတယ်အများကြီးရှိသေးတယ်เนาะ အမားတဲ့အမေစုကိုကြတော့အမှုတွေနဲ့တရားစွဲလို့ရတယ်တဲ့ဦးမင်းအောင်လိုင်းကိုကြတော့အမှုတွေရှိတာတရားစွဲလို့မရဘူးရောတဲ့အမတို့ကိုရှင်းပြပေးပါလားတဲ့ဒေါ်သစုကြည်ကိုအမှုတွေနဲ့တရားစွဲတဲ့ဆိုတတ်တေတာတကားတွေဦးတတ်တေပစ္စည်းတတ်တေအားလုံးခိုင်လုံးတဲ့အတွက်တရားစွဲလိုက်တယ်နော်အဲ့ဒါလည်းတစ်ဖက်သက်မတရားစွဲတာလေစကူးမှုတော့ရှိရဲ့ရှင်ငါတို့သစ္စာဖောက်မှုလည်းပါတယ်အကတိမှုလည်းပါတယ်ဒီ foundation ကနေပြီးတော့ဒီမြေကြီးယူထားတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါတွေဒေါ်လာတွေရွှေတုံးတွေအဲ့ကိစ္စအားလုံးပါတယ်တတ်တေတွေအားလုံးခိုင်လုံးတဲ့အတွက် လူသက်တရားတော့အားလုံးသိရတယ်ပဲဒါလည်းအဲ့ဒီဘက်ကစစ်တပ်ဘက်ကမတရားလိုက်ပြီးတော့ခုံင်းဖြစ်နေလို့ချုံမင်းသိန်းကလည်းတက်တက်ဝေခံလိုက်ရတာငါကြောက်ဘူးမှုတွေရှိရတာနဲ့ဆိုတာဘာမှုတွေရှိတာကိုပြောချင်တာလေတော့ကျွန်မမသိဘူးရှင်ဟာ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 မေအောင်လိုက်အမှုတွေရှိရတာနဲ့ဘာမှုတွေရှိတာလဲဒါတော့မသိဘူးလားဒါလေးတော့မသိဘူးလားဩစိတ်ရဆိုမှုကျွလွန်နာတာလေပြည်သူလူထုပေါ့စိတ်ရဆိုမှုကျွလွန်နာတာလေပြည်သူတွေကိုအစုလိုက်အပြုံလိုက်တတ်ဖြတ်တာတွေစာတင်ကြောင်းတွေဘုံကျဲတာတွေလေ နောက်ပြီးရရှိသေးတယ်ရိုရင်ဂျာတွေကိုလူမျိုးလုံးတက်ဖြတ်ထားတာတွေအဲ့ဒါတွေစိတ်ရဆုံးမှုကျူးလွန်လာတာတွေအများကြီးရှိတယ်လေလူချင်းမင်းကဥမဲလိုင်းပေါ်မှာတန်တရားတွေနဲ့ပေါ့နော်အမှုရှိတယ်လို့ထင်နေဆိုရင်လူချင်းမင်းသက်တည်ရှာပြီးတော့ပြောလိုက်လေမြန်မာနိုင်ငံကတရားရုပ်တရားမစွဲချင်ဘူးဆိုရင်လည်းနိုင်ငံခြားမှာသွားစွဲပေါ့အာစွဲထားတယ်စွဲထားတယ်မပူနဲ့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 ကျမတို့ကမှလိုင်းမင်းနေကြလည်းမလို့ကျမပြောရဲရှင်းရှင်းလေးမြန်မာနိုင်ငံမှာဖြစ်ဖြစ်ကမ္ဘာမှာဖြစ်ဘသူပဲဖြစ်ဖြစ်လူတယောက်ကိုအမှုစွဲချင်တယ်တရားစွဲချင်လို့ရှင်တက်တည်တာတကစုံလင်စွာရှိရဲဆိုစွဲ ကြိုက်တဲ့နေရာမှာဆိုရင်ကြိုက်တယ်လို့ဆိုရရှင်အဲကျွန်တော်အဲ့ဒါလေးပဲကြံပြုချင်ပါတယ်အခုဦးမင်း online ကိုတရားစွဲတဲ့အလုပ်ရတဲ့ ICC တို့ ICJ တို့လောက်ကြရလေအဲဟုတ်တယ်စွဲတာလေဖြစ်ထွန်းလို့လေအင်းဘာကြောင့်လို့ထင်ပါကလဲတချို့နေရာတွေကလူချင်းမင်းတို့အမှုလို့ထင်နေဆိုတော့အမှုမဟုတ်ဘူးရှင်နိုင်ငံတော်ကာကွယ်တဲ့ကိစ္စတွေနိုင်ငံတော်အတွက်ကိုလှုပ်ဆောင်တဲ့ကိစ္စတွေအမှုတွေမဟုတ်ဘူးရှင်နိုင်ငံတော်ကာကွယ်ဆောက်ရှောက်ခြင်းမှာကျူးလွန်တဲ့ပြစ်မှုတစ်ခုမှမရှိဘူးနိုင်ငံတော်ကာကွယ်တဲ့နေရာမှာထားပါတော့နိုင်ငံတော်ကာကွယ်တဲ့ဆိုတာကဒီ ိုင်းတစ်ပါးစစ်ကျူးကြော်တာတွေအဲဒါလက်နက်ကင်ချင်းချင်းပြိပခဖြစ်တာတွေအဲ့ဒါတွေဆိုထားဒီဘာမှလက်နက်မရှိတဲ့ပြည်သူလူထုကိုဒါဘုံကျဲတက်ဖြတ်တာတွေပေါ့အစုလိုက်ပြုံလိုက်တတ်တာတွေအဲ့ဒါကြတော့နိုင်ငံတော်ကာကွယ်တာလားနောက်ပြီးတော့စာတင်ချောင်းမှာပြင်မဲ့တဲ့ကလေးတွေစာတင်နေတဲ့အချိန်ဟဲ့ခဲတဲ့လေးပဲရှိတာနော်ဘာလက်နက်မှမရှိဘူးခဲတဲ့ပဲရှိတာအဲ့ဒီကလေးတွေကြတော့ဘုံကျဲတက်ဖြတ်တာကဒါနိုင်ငံတော်ကာကွယ်တာလားဟမ်နိုင်ငံတော်ကာကွယ်တာလားကြီးကျက်လဲလောက်ကြအောင်နော် ဘာရှောက်ပြောမလဲမသိဘူးအဲ့လေးလည်းကောင်းတယ်မှာမှတ်ထားပါတော့ကိုမုံနဲ့ဆိုတာနဲ့ဒီလူအမှုစင်ပြီးတရားစွဲလို့ရအောင်လို့ကိုမုံနဲ့သူကလည်းပေါ့တေးတေးမဟုတ်တော့လည်းခတ်တယ်လေအဲ့လေးကောင်းတယ်မှာမှတ်ထားပါရှင့်ကျမတို့တလောက်ပဲရှင်းပြနိုင်နေရှင်ကျန်တော့ကိုကကိုပဲဆက်လက်ပြီးတော့စဉ်းစားဆင်ခြင်ကြည့်ပါရှင်စောက်ယူမစောက်ယူမပါဇက်တဲ့ရှိရာတွေရှောက်ပြောနေတာဘာတွေမှလည်းမသိဘူးနိုင်ငံတော်ကာွယ်တဲ့ဟာလာဒီကလေးသေးသေးလေးတွေကအပြည်သူလူထုတွေက အဲခမရတို့ဗာမြန်လုံနေလို့တာနော်သူတို့မှလက်နက်ရှိလို့လားလက်အဲ့ဒါတွေကိုဘုံကျဲတယ်အဲ့ဒါကိုနိုင်ငံတော်ကာကွယ်တာဗာညာတချို့အရာတွေကနိုင်ငံတော်ကာကွယ်တာပါဇက်တည်းရှိရရှာအယိုးမရှိတိုင်းရှောက်မပြောနဲ့နော်အဲငါမမဆဲကျင်ဘူးမဆဲကျင်ဘူးနော်မဆဲကျင်ဘူးကဲဒီနေ့ကျွန်တော်အဲလောက်ဟာတွေကနည်းနည်းတော့များသွားပြီပေါ့နော်ကျွန်တော်ပြောရတာလဲနည်းနည်းမောသွားပြီသူတို့သူတို့ပြောတာတွေလဲကျွန်တော်လိုက်ပြောတာတွေတော်တော်မောသွားပြီကျွန်တော်သဘောအကျဆုံးအရာကတော့အဲ့ဒီဥစ္စာပေါ့နော်ဒီနေ့ပြောရတဲ့အဲမှာတော့အဲ့ဒီ မင်းအောင်လိုင်းကပြောတယ်ဦးခင်ရပြောတယ်အဲခင်ကြီးနဲ့မင်းအောင်လိုင်းနဲ့ဒီလိုပြောတဲ့ကြားထဲမှာမှအဲ့လေမင်းအောင်လိုင်းပြောတဲ့ဟာအဲ့အဲ့လေကျွန်သဘောကျတယ်အဲ့နောက်အဲ့ဓပုံလေးကတော့ကျွန်တော်လုံးဝသဘောကျသွားတယ်ဘာလဲဆိုတော့သူတို့သူတို့အဲကြက်ခိုင်ပါတီ message ပွဲလေးပေါ့နော်အဲ message ပွဲမှာဒီအာဓမနဲ့အတူနေထိုင်ဖို့တက်မတော်နဲ့လက်တွဲစုဒါပဲစဉ်းစားပေါ့ဗျာနော်ဟာ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 